ထိုင်းနိုင်ငံရဲ့အပူချိန်ညှိနှိုင်းဟာအနေရရှိတဲ့အဆင့်ကိုရောက်ရှိနေတာကြောင့်လူအများအနေနဲ့နေပူရဲမထွက်ကြဖို့ကျန်းမာရေးအာဏာပိုင်တွေကတိုက်တွန်းထားပါတယ်။မလ9ရက်ကနေ14ရက်အတွင်းအပူချိန်ဟာ တချို့နေရာတွေမှာ52ဒီဂရီဆယ်စီယပ်စ်ကနေ51.6ဒီဂရီဆယ်စီယပ်စ်အတွင်းရောက်ရှိနေပြီးဒီအပူချိန်ဟာအနည်းငယ်ရှိတဲ့အဆင့်ဖြစ်တယ်လို့သတိပေးထားပါတယ်။နိုင်ငံတောင်ပိုင်းအလဲပိုင်းအရှေ့ပိုင်းနဲ့အရှေ့မြောက်ပိုင်းမှာရှိတဲ့လူတွေအနေနဲ့အပူချိန် ပြင်းထန်မှုအနည်းငယ်ကြုံတွေ့နိုင်ကြောင်းထိပ်သီးကျန်းမာရေးတာဝန်ရှိသူတဝက်ကပြောကြားခဲ့ပါတယ်။ လူတွေအနေနဲ့ရာသီဥတုအပူချိန်ကိုအမြဲမပြတ်သတိထားစောင့်ကြည့်ဖို့နဲ့တက်နေသည်များအဆောက်အုံအတွင်းမှသာနေထိုင်ကြဖို့လိုအပြင်ရာသီဥတုပူပြင်းနေချိန်အတွင်းရေကိုမကြာခဏတောက်ကြဖို့ကျန်းမာရေးဌာနကလက်ထောက်ညွှန်ကြားရေးမှူးချုပ်တီတီစရာဝန်တမ်ကပြောပါရယ် မလ18ရက်ကပြည်နယ်ဆယ်ကုမှာအပူချိန်ဟာ38ဒီဂရီဆယ်စီယပ်ကနေ39ဒီဂရီဆယ်စီယပ်အတွင်းရှိခဲ့ပြီးအဲ့ဒီပြည်နယ်အလုံးဟာနိုင်ငံမြောက်ပိုင်းကဖြစ်ကြောင်းမိုးလေဝသဌာနကမလ18ရက်ကထုတ်ပြန်ခဲ့ပါတယ်။မလ23ရက်ကနေ29ရက်အတွင်းအပူချိန်ပြင်းထန်မှုကနေပုံမပြင်းထန်မှုအစဉ်အထိထက်တလဲလဲကြုံတွေ့နိုင်ပေမယ့်မလ29ရက်ကနေလာမဲလအတွင်းမုန်တိုင်းတွေဝင်ရောက်လာနိုင်ခြင်းရှိတဲ့အတွက်အခုနေရာဒီဟာပြီးခဲ့တဲ့နှစ်လိုမျိုးအပူချိန်မပြင်းထန်နိုင်ဘူးလို့ခန့်မှန်းထားပါတယ်